င်းနိုင်ငံမှာပုဂ္ဂလိကစည်းရုံကုန်ကြစည်းရိတ်တွေမတန်တဆများပြားနေတာကိုထိန်းချုပ်နိုင်မယ့်အစိုးရရဲ့အစီအစဉ်တရက်ကိုမကြခင်အကောင့်ထဲပို့ဖို့ရှိပါတယ်။ပြည်သူတွေရဲ့ကျန်းမာရေးကုန်ကြစည်းရိတ်တွေတက်တာရတက်တာကြောင်းရှင်းချပေးနိုင်ဖို့ကုလသမဂ္ဂဝန်ကြီးဌာနရဲ့မဟာဗျူဟာတစ်ခုအနေနဲ့မကြခင်မှာပုဂ္ဂလိကစည်းရုံတွေမှာစည်းတွေကိုဝယ်တဲ့အခါမှာစည်းဘိုးကုန်ကြစည်းရိတ်ကိုငွေမပေးချေခင်လူနာရှင်တွေကိုအရင်ချပြဖို့လိုအပ်တော့မှာဖြစ်ပါတယ်။ လက်ရှိမှာကုတန်းရောင်းဝယ်ဝင်ကြီးဌာနနဲ့ပေါ်ကလေးကစီးယုံတရားကြော်တို့ရဲ့နားလည်မှုစာချုပ်လောက်အရာလူနာတွေကိုစီးဝါတွေရဲ့စီးယုံကနှုံတာနဲ့တခြားစီးဆိုင်တွေရဲ့ဈေးနှုန်းကို နိုင်ရှင်ခွင့်ပေးထားပြီးတော့ပြည်သူတွေအနေနဲ့ပိုတက်တာရာနှစ်သက်တဲ့နေရာမှာလွတ်လွတ်လပ်လပ်ဝဲယူခွင့်ပြုမှာဖြစ်ပါတယ်။ပြည်သူတွေကတော့ဒီအစည်းအဝေးဟာစေယုံစည်းဆိုင်တွေနဲ့ပြည်သူတွေအတွက်ပွင့်လင်းမြင်သာမှုကိုမြင့်တင်ပေးပါတယ်။ပုဂ္ဂလိကစေယုံတွေမှာမဝင်မနေရအစမတန်ဈေးနှုန်းတွေဝယ်နေရတာတွေကိုဟန့်တားရရောက်ပါတယ်။ပြီးတော့ရက်ရွာကန်စည်းဆိုင်ငယ်လေးတွေအတွက်အားပေးအထောက်အကူပြုရရောက်မယ်ဆိုပြီးတော့ချီးကျူးအားပေးကြပါတယ်။လက်ရှိမှာပုဂ္ဂလိကစေယုံ130ကျော်ဟာဒီအစည်းအဝေးမှာပါဝင်နေပြီးဖြစ်ပြီးတော့ ဒီလကုံမှာတနိုင်ငံလုံးအတိုင်းအတာနဲ့အကောင့်ထဲပို့နိုင်မယ်လို့မျှော်လင့်ရပါတယ်။ပြည်သူ့ကျန်းမာရေးဝန်ကြီးဌာနကတော့ဒီအစီအစဉ်ကြောင့်ပြည်သူတွေအတွက်တစ်နှစ်ကိုဘတ်32ဘီလီယံကျော်တက်တာသွားစေနိုင်ပြီးတော့တစ်ချိန်တည်းမှာပဲပြည်သူတွေအနေနဲ့ကုန်ရက်စည်းပူတက်တာလို့စိုးရဆေးရုံတွေမှာပဲတန်းစီစောင့်ဆိုင်နေရတာထက်ပုဂ္ဂလိကဆေးရုံတွေမှာပါပိုအဆင်ပြေတဲ့ကုသဆောင်ရှောက်မှုရွေးချယ်စရာတွေရရှိလာခြင်းအဖြစ်အစိုးရဆေးရုံတွေကဝန်ပိနေမှုကိုလျှော့ချပေးနိုင်မယ်လို့မျှော်လင့်နေကြပါတယ်ခင်ဗျာ။ prevents ပြန်မှရှိတဲ့ကစားကွင်းဟောင်းတစ်ခုမှာတုံးပီးသားကားထောင်ပေါင်းများစွာကိုရန်နာထားတာတွေ့ရပြီးတော့ဒါကတောင်ကိုရီးယားရဲ့အရှိန်အဟုန်နဲ့တိုးတက်နေတဲ့ကားဟောင်းတင်ပို့မှုအတွက်အကြီးဆုံးယာယီပိုးချက်ဖြစ်လာခဲ့ပါတယ်။ ကျွန်တော်တို့ကုဘသာကိုပြောရတာတော့ရှက်စရာပါပဲကျွန်တော်တို့ရဲ့လုပ်ငန်းကအဓိကပို့ကုန်တစ်ခုပါပဲကိန်းကနန်းနေရရာဇက်တိုက်တိုးတက်နေတာကြောင့်ပို့ကုန်အတွက်အထောက်အကူဖြစ်စီတယ်လို့ထင်ပါတယ်လို့လုပ်ငန်းရှင်တို့ကပြောကြားခဲ့ပါတယ်ဒီကားတွေဟာနိုင်ငံခြားမှာရောင်းချဖို့သမော်ကွန်တိန်နာတွေတဲကိုတင်ထားတာဖြစ်ပါတယ်အများစုကတော့ရုရှားအရှေ့အလယ်ပိုင်းနဲ့ဗဟိုအာရှနိုင်ငံတွေကဝယ်ယူနေကြတာဖြစ်ပါတယ်ကုန်တွေတွေကတော့ကိုရီးယားကားတွေဟာ ဆွဲဆောင်မှုရှိပြီးတော့ညာမောင်းစနစ်နဲ့ဖြစ်လို့ဘယ်မောင်းစနစ်နဲ့မောင်းနေတဲ့ဂျပန်နိုင်ငံရဲ့ကားတွေထက် ရှင်ပြိုင်နိုင်စွမ်းပိုရှိတယ်လို့ဆိုပါတယ်။ရုရှားဝယ်သူတွေကတော့ဈေးကြီးတဲ့ဒီဇယ်ကားတွေကိုဝယ်ယူကြတာပါ။ LPG တန်းွေကားတွေကိုတော့မဟုတ်ပါဘူးလို့ပြောပါတယ်။ အမေရိကန်ပြည်ထောင်စုဟာဂျွန်ကိုရီးယားကဟွန်ဂျိုင်းနဲ့ခီယာတို့အတွက်အဓိကဈေးကွက်ဖြစ်ခဲ့ပေမဲ့ဒေါ်နယ်ထရန့်ရဲ့25ရာခိုင်နှုန်းအခွန်စည်းကြမ်းမှုကြောင့်ပို့ကုန်အခက်အခဲတွေနဲ့ကြုံတွေ့ခဲ့ရပါတယ်။ဂျပန်နဲ့ဥရောပကားတွေကတော့အခွန်25ရာခိုင်နှုန်းအထိရှော့ချခဲ့တာကြောင့်အခွန်ရှော့ချဖို့ညှိနှိုင်းနေတာတွေရှိပါတယ်။အချို့ကတော့ကားသစ်တွေအပေါ်အခွန်စည်းကြမ်းမှုရဲ့နောက်ဆက်တွဲတက်ရောက်မှုတွေကကားဟောင်းဈေးကွက်ကိုအထောက်အကူဖြစ်စေနိုင်တယ်လို့ခန့်မှန်းထားပါတယ်။ အမေရိကန်အခွန်တိုးမြင့်တာနဲ့ပတ်သက်လာရင်တော့ကာဟောင်းတင်ပို့မှုဈေးကွက်ရှုထောင့်ကနေကြည့်ရင်တိတ်မဆိုးပါဘူးအမေရိကန်ကကားသစ်တွေပေါ်အခွန်တိုးရင်ကားစီးနှုံးတွေကရေရှည်မှမြင့်တက်လာမှာပါဒါကကမ္ဘာကားစီးနှုံးတွေကိုမြင့်တက်စေမှာဖြစ်ပြီးတော့ကားဟောင်းဈေးနှုံးတွေကလည်းနောက်ကနေလိုက်လာနိုင်ပါတယ်လို့ပြောပါတယ်ကားဟောင်းလုပ်ငန်းတိုးတက်လာတာနဲ့အမျှရောင်းချသူတွေကပုံမူကောင်းပုံနဲ့အခြေခံအဆောက်အအုံတွေတည်ဆောက်ဖို့လိုအပ်တယ်လို့တိုက်တွန်းနေကြပါတယ်ခင်ဗျာ အီဂျစ်နိုင်ငံမှာလွန်ခဲ့တဲ့နှစ်ပေါင်း3400ကျော်ကစတင် အုပ်ချုပ်ခဲ့တဲ့ဖာရိုဘုရင်အာမင်ဟူတက်ရဲ့နောက်ဆုံးအနားယူရာဂူတင်းကျိုင်းကိုဆယ်စုနှစ်နှစ်ခုအတွင်းပထမဆုံးအကြိမ်အဖြစ်အများပြည်သူအတွက်ဖွင့်လှစ်ပေးခဲ့တာဖြစ်ပါတယ်။ဘုရင်အာမင်ဟူတက်ရဲ့ဂူတင်းကျိုင်းကို1996ခုနှစ်ကရှာဖွေတွေ့ရှိခဲ့ပြီးတဲ့နောက်1995ခုနှစ်မှာ ဟောင်းဝေကာကြာကထက်မှန်တွေ့ရှိခဲ့တာဖြစ်ပါတယ်။ဒီဂူတင်းကျိုင်းကိုတွေ့ရှိချိန်မှာတော့အထဲမှာဘာမှမရှိတော့ဘဲနဲ့လုံးဝဗလာဖြစ်နေတာကိုတွေ့ခဲ့ရပါတယ်။ဒါကြောင့်ရှေးရခင်ကလေးကကိုယ်ယူခံခဲ့ရတာဖြစ်နိုင်တယ်လို့ယူဆပါတယ်။ကြောက်ကောင်းပိတ်အဖုံးရဲ့အပေါ်အဖုံးတစ်ခုတည်းသာကျန်ပြီးတော့ အပိုင်း၂00ကျော်အထိခွေးကျင်နေတာကိုတွေ့ရပါတယ်။ဘေးအများကြီးတောင်ကြား Valley of the Kings အောက်မှာ36မီတာရှိတဲ့လမ်းတစ်ခုကနေအဓိကမြုပ်နှံရခန်းမကြီးစီကိုရောက်ရှိပြီးတော့မေပြားနှစ်ပါးအတွက်နေရာနှစ်ခုလည်းပါဝင်ပါတယ်။ဂူနန်ရန်တွေပေါ်ကပကြီကားတွေမှာဖာရိုးဘုရင်ကိုရှေးခေတ်အီဂျစ်နဲ့ဖျားတွေနဲ့အတူပုံဖော်ထားပြီးတော့ ဘုကော့ the deck ထဲကစာသားတွေကိုလည်းရေးထွင်းထားတာတွေ့ရပါတယ်ပြူပြင်မုံမဲ့ရေလုံငန်းတွေကိုဂျပန်နိုင်ငံရဲ့ဥဆောင်မှုနဲ့အဆင့်30ခွဲပြီးတော့လှူဆောင်ခဲ့တာတွေဖြစ်ပါတယ်ဒီလုံငန်းတွေမှာကုနယံတွေပေါ်ကဗဂျီကားတွေကိုပြန်လည်ထိန်းသိမ်းတာတွေလည်းပါဝင်ပါတယ်နှစ်ပေါင်း20ကျော်ကြာကာလအတွင်းကိုစလနီယန်60ဦးတူတီတီတွေ ကျွမ်းကျင်ထိန်းသိမ်းရေးပညာရှင်တွေနဲ့အထူးကျွမ်းကျင်နေပညာရှင်တွေပါဝင်ခဲ့တာကြောင့်ဒါဟာကြီးမားတဲ့အောင်မြင်မှုတစ်ခုလို့ယူဆရပါတယ်ဒီလိုကူသွင်းဆိုင်ကိုပြန်လည်ဖွင့်လှစ်တာဟာနိုင်ငံခြားဧည့်သည်တွေကိုပုံမှန်ဆွေးဆောင်နိုင်ဖို့ကြိုးပမ်းတာဖြစ်ပါတယ်ခရီးသွားလုပ်ငန်းဟာအီဂျစ်အစိုးရအထက်အကြီးကဝင်ငွေရရှိရာလမ်းကြောင်းတစ်ခုဖြစ်ခဲ့ပေမဲ့2011ခုနှစ်ဒီမိုကရေစီတောင်းဆိုဆန္ဒပြပွဲတွေနောက်ပိုင်းဖြစ်ပွားခဲ့တဲ့နိုင်ငံရေးအကျပ်တဲနဲ့အကြမ်းဖက်မှုတွေကနေအပြည့်အဝပြန်လည်ဥမော်လာခြင်းမရှိသေးပါဘူးခင်ဗျာ န်နိုင်ငံရဲ့လက်ရှိအာဏာရပါတီကစနေနေ့ကသဘောထားတင်မာသူရှေယိုဆွေတဦးဖြစ်တဲ့စာနာအေတာကိုင်ချီကိုပါတီကောင်ဆောင်အဖြစ်ရွေးချယ်လိုက်ပါတယ်။တာကိုင်ချီဟာအာဏာရ Liberal Democratic Party LDP ပါတီကောင်ဆောင်အဖြစ်နဲ့ဂျပန်နိုင်ငံရဲ့ပထမဆုံးအမျိုးသမီးဝန်ကြီးချုပ်ဖြစ်လာဖို့ရှိပါတယ်။အရင်ကအစိုးရရဲ့စီးပွားရေးလုံခြုံရေးနဲ့ပြည်တွင်းရေးရာဝန်ကြီးအဖြစ်တာဝန်ယူခဲ့ပြီးတော့ပါတီကောင်ဆောင်အတွက်အဓိကပြိုင်ပန်းနဲ့နှိုင်းယှဉ်ရင် မူဝါဒအပြောင်းအလဲလုပ်ဖို့ပိုပြီးတော့ရှင်းလင်းပြတ်သားတဲ့သဘောထားရှိသူလည်းဖြစ်ပါတယ်။ပြင်းထန်တဲ့ conservative တယောက်ဖြစ်လို့စီးပွားရေးရင်းနှီးမြှုပ်နှံသူတွေအတွက်တော့စိုးရိမ်တုန်လှုပ်စရာတော့ဖြစ်နေပါတယ်။ဟုတ်တယ်ခရိုင်းမှာ rather than being happy ပါတီကောင်းဆောင်အတွက်ရွေးချယ်ခံရလို့ပျော်ရွှင်ရမှာထက်စိန်ခေါ်မှုတွေအတွက်အလုဆာလုပ်ရတော့မယ်လို့ခံစားရပါတယ်။ကျမတို့အားလုံးအတွက်လုဆရာတွေကတော့အများကြီးပါပဲ။အ мян အကောင့်ထဲပေါ်ရမယ့်မူဝါဒတွေအများကြီးပါပဲလို့ပါတီကောင်းဆောင်အဖြစ်အရွေးချယ်ခံရအပြီးစာနာအဲတာကိုင်ချီပြောဆိုထားတာပါ။ တာကိုင်းချီဟာအနာရလစ်ဘရယ်ဒီမိုကရက်တစ်ပါတီ LDP ပါတီခေါင်းဆောင်ဖြစ်လာတာဟာကုံစည်နှုံးတွေကြီးမြင့်လာလို့အမျက်ထွက်နေကြတဲ့ပြည်သူတွေစီးပွားရေးကိုဦးစားပေးမယ်ရွှေပြောင်းအလုပ်သမားတွေကိုနှိမ်နှင်းပေးမယ်လို့ကတိကဝတ်တွေပေးနေလို့အတိုက်ခံတွေဘက်ကိုရိမ့်ရိုင်သွားတဲ့ပြည်သူတွေရဲ့ယုံကြည်မှုကိုပြန်ပြီးတော့ရယူနိုင်မယ်လို့ LDP ပါတီကမျှော်လင့်ထားပါတယ် တိုကျိုမြို့ဆိုဖီယာတက္ကသိုလ်ဆိုဖီယာယူနီဗာစီတီကနိုင်ငံရေးသိပ္ပံပေါမောခတီနာပါရက်ကတာဂိုင်ချီခေါင်းဆောင်ဖြစ်လာတယ်ဆိုတော့ဒါဟာဂျပန်နိုင်ငံရေးညာဘက်ကိုပူရင်းသွားတာအမျိုးသားရေးပုံစံနဲ့နိုင်ငံရေးပုံစံဖြစ်မယ်လို့ထင်ပါတယ်ဒါကလည်း1990ပြည်နှစ်တွေကလေးကရှိလာခဲ့တဲ့ပုံစံပါပဲလို့ပြောဆိုထားပါတယ်တာဂိုင်ချီဟာဂျပန်နိုင်ငံရဲ့စီးပွားရေးကိုပြန်စတင်နိုင်ဖို့ဗန်နာရေးဖြေလျှော့မှုတွေစီးပွားရေးဖြေလျှော့မှုတွေအတွက် ငွေပူပူတတသုံးဆွဲတာတွေကိုမြင်ကျင်တာပါ။စနေနေ့ကသတင်းစာရှင်းလင်းပွဲမှာတော့ဂျပန်စီးပွားရေးကအထူးကြိုက်မခံ ဖြစ်နေတယ်လို့ပြောပါတယ်။ American သမ္မတ Trump ကနှိမ့်ချပေးထားတဲ့ကုန်သွယ်ကုန်နဲ့ယင်းနည်းမြှုပ်နှံမှုသဘောတူညီချက်တွေကိုဂုံပြူလိုက်နာသွားမယ်လို့လည်းတာကိုင်ချီကပြောပါတယ်။လေးလက်သွားတဲ့ဝန်ကြီးချုပ်ဟောင်းနေရာမှာအစားထိုးဝင်ရောက်နိုင်ဖို့လွတ်တော်မဲပြီးရွေးချယ်ပွဲကိုလာမယ့်15ရက်နေ့မှာလုပ်မယ်လို့မျှော်လင့်ရပါတယ်။အဲ့ဒီမှာ LDP ပါတီက အမတ်နေရာအများဆုံးရရှိထားတဲ့အတွက်တာဂိုင်ချီကပဲဂျပန်နိုင်ငံရဲ့ဝန်ကြီးချုပ်ဖြစ်လာဖို့ရည်ပန်းစားနေတာဖြစ်ပါရဲ့ခင်ဗျာ။